ဒီနေ့ရေးသားမိအကြောင်းအရာကတည်ငြိမ်ခြင်းစွမ်းအားကိုကိုးစားပြုတဲ့ပြစ်တလက်အကြောင်းပါပဲပြစ်တလက်ဒီလက်ပိုင်ရှင်သမားတွေဟာထီရဆိုတဲ့အတိုင်းပဲဘယ်အရာမှမဆိုအေးစေးတည်ငြိမ်စွာအလုပ်လုပ်တဲ့လူတွေပါလူကြီးလူငယ်မိမယောက်ျားနိုင်ငံခြားသားဘသူမဆိုနိုင်ငံမတူကြားမမတူပေမဲ့လည်းသူတို့ရဲ့အတွင်းစိတ်တွေဟာအများအားတူညီနေတတ်ကြတယ်တည်ငြိမ်တာဖြည်းဖြည်းမှန်မှန်လုပ်တတ်တာတောကြပိုင်ရသည်ဖြစ်တဲ့အတွက်ဒီလက်ပိုင်ရှင်တွေဟာစိတ်နှလုံးနူးညံ့တိမ်မွေခြင်းအမှုပညာလှပကိုနှစ်သက်မှုရှိတတ်ခြင်းအများအားဖြင့် လက်ချက်လေးတက်ပြီးတချင်းတငိမ့်ငိမ့်လေးနဲ့အေးဆေးနေတတ်တဲ့သူတွေများတယ်သူတို့တွေကတန်ရှင်းမှုကိုလည်းအထူးနှစ်သက်ကြတယ်ဒီလက်ပိုင်ရှင်တွေကိုချစ်သူအဖြစ်ရွေးချယ်မိဆိုလျင်ခန္ဓာကိုယ်နံစော်နေလို့မရဘူးတန်ရှင်းမွေးကြိုင်နာကိုအတော်ကြိုက်နှစ်သက်တဲ့လက်ပိုင်ရှင်တွေပဲယာဒီဟာနွားတို့ကိုကိုစားပြုခြင်းထိရသဘောရှိခြင်းတို့ကြောင့်ကျန်းမာရေးကောင်းမွန်ခြင်းခန္ဓာကိုယ်ကြွတာအားကောင်းခြင်းနဲ့ပြည့်စုံတတ်ပြီးယောဂဝေဒနာဖြစ်ရင်လင်းမြန်စွာပြန်လဲကောင်းမွန်တတ်တာတတ်တဲ့သဘောရှိတယ်ရေဘူးယာနွားတို့ဟာ အေးစစ်တည်ငြိမ်နေတာပေမဲ့ဆက်ရိုင်းဝင်လာရင်အတော်ဒေါသကြီးတယ်လို့ဒီလက်ပိုင်ရှင်တွေဟာလည်းဒေါသထွက်လာရင်တူမတူအောင်ဒေါသထွက်တတ်ပြီးစိုင်းနာရောမစိုင်းနာတွေပါအစိတ်ပုံချတတ်တဲ့မျိုးရှိတတ်ကြတယ်။နွားတုံးနဲ့တော့ကြပေါင်းဆက်ယူစားရလျင်ဒီလက်ပိုင်ရှင်တွေဟာအများအပြားတနာရာဂကြီးတတ်ကြတယ်။ကောင်းမွန်တဲ့ပြည်တလက်ပိုင်ရှင်တွေဟာတနာအစာမြစ်တာတရားကိုပုံမူကျင့်သုံးလိမ့်မည်။မြေတက်ပိုင်ရာသည်ဖြစ်တဲ့အတွက်မြေဟာလေးနှစ်မတည့်တဲ့အတွက်လေးကိုကိုစားပြုတဲ့မေထုံလက်တူလက်ကုံလက်တို့မဟုတ် ဒီယာဒီဖွားရီနဲ့စီးပွားရေးလူမှုရေးအိမ်ဆောင်ရေးတို့အတွက်မတင်တော့ပါဘူးရေဘူးရသဘောပဲမှတ်ပါမြေဟာရေနဲ့မိတ်ဖက်ဖြစ်တဲ့အတွက်ကရကလက်ဘိစာလက်မိန်လက်သမားတွေတို့မဟုတ် ထိုယာဒီဖွားရီနဲ့လူမှုဆက်ဆံရေးစီးပွားရေးအိမ်ဆောင်ရေးတွေတင်တော့ပါတယ်မြေယာဒီပိုင်ရှင်ဟာသူ့ရဲ့ရံပက်ဖြစ်တဲ့လေယာဒီပိုင်ရှင်ရဲ့မိတ်ဖက်ဖြစ်တဲ့မိယာဒီပိုင်ရှင်ကိုလည်းတတိထားဖို့လိုပါတယ်မိယာဒီကလည်း၃မျိုးရှိတော့ဘလို့မိယာဒီဖြစ်မလဲထိရဆိုတဲ့တည်ငြိမ်မှုရှိသူနဲ့ဆက်ရဆိုတဲ့ချိန်မှာဘွေပါသူဟာ တဟားစတဲ့မဖြစ်ပါဘူးမိထဲမှာဆမ်မီဖြစ်တဲ့မိတလက်ပိုင်ရှင်သူမဟုတ်ထိုရာဒီဖွားနဲ့စီးပွားရေးအိမ်နောက်ရေးစားတဲ့ကိစ္စတွေကိုအတူတွဲပဲမလုပ်သင့်ပါဘူးသူတို့နှစ်ဦးကစမ်းချင်းဘက်တွေပါအထက်ပါရေးသားချက်တွေဟာပြည်တလက်ပိုင်ရှင်အကြောင်းရဲ့ key point လေးတွေရေးသားတင်ပြထားခြင်းဖြစ်ပါသည် Say a Jove Astrology ဒီနေ့ရေးသားမိအကြောင်းအရာကတိ